တဖက်ခြံကလင်းကျက်တွန်တန်တဲ့အတူအသက်ဆင်းနေတဲ့အရွယ်မောင်ညီညီနိုင်ဟာသူ့ရဲ့မနှခင်ကိုစတင်လိုက်ပါတယ်မြမပြီကစပေးချောင်ကလေးတရှုနဲ့မိဘဆုံရှုံခဲရတဲ့ကလေးတရှုနားခိုနေထိုင်တဲ့ကေဟာလေးမှာ သူနေထိုင်ရတာပါ သူလိုငါလိုကလေးတယောက်လိုထင်ရပေမဲ့သူ့ရဲ့မမြင်ရတဲ့စိတ်ထံရတွေအကြောင်းကိုလက်ရှိအုတ်ထင်းသူကအခုလိုရှင်းပြပါဗျာ။ဒီနိုင်ကကျွန်မတို့စီကိုလုတ်ခတဲ့နည်းနည်းကရောက်လာတယ်ပေါ့နော်ဆိုတော့သူလာတဲ့အချိန်မှာအမိဘနှစ်ပါးစလုံးကအသက်ခံလိုက်ရပြီးတော့မှကျွန်မတို့စီကိုရောက်လာတာပေါ့နော်ဆိုတော့သူက trauma လေးနဲ့ပြည့်နေပြီးတော့ရောက်လာတဲ့ခလေးတယောက်ဖြစ်တယ်ပေါ့နော် သူကအထူးတင်ကြားမှုခံယူနေရတဲ့ကလေးတယောက်ဖြစ်ပြီးတော့အယောင်တွေကိန်းကနန်းတွေကိုလည်း sign language လို့ခေါ်တဲ့လက်သင်ကြီးသားတွေနဲ့အတူမှတ်သားရသူဖြစ်ပါတယ်ယေလိုဝါယာလွတ်ဒီယာဂရိတ်ဖေယာဝိုက်အထူးယား တယောက်တည်းနေတဲ့အချိန်တွေဆိုရင်သူ့ရဲ့ကြောက်ရွံ့စိတ်တွေစိတ်မတည်ငြိမ်မှုတွေကိုမြင်တွေ့ရပေမဲ့သူ့ရဲ့အပြုမှုတွေကြောင့်တခြားသူတွေစိတ်အနှောက်ယှက်မဖြစ်အောင်လည်းစ조사နေထိုင်ရှာပါတယ်။ကျွန်တော်ကြောက်ဥတွေနဲ့စကားပြောတဲ့အခါမှာတော့သူစာလိုက်လို့ရင်တော့စာရတယ်ပေါ့နော်။ဒါပေမဲ့သူ့ရဲ့အာ memory ကကြတော့စာလိုက်မမှတ်တော့ဘူး။ဒါပေမဲ့သူ့တော့ကျွန်တော်တို့နည်း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 ပေါ့နော် ABC တို့ကကြည့်ခတ်ကိုရတော့ကျွန်တော်တို့နည်း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 တော့တင်ပေးတယ်ပေါ့နော်။အရင်တင်ပေးရင်သူမရတော့ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ရွှေပြောင်ကလေးတွေထဲကမှ မောင်ညင်ညိုင်လိုအထူးတင်ကြားရေးလိုအပ်နေတဲ့ကလေးတွေအတွက်ပညာရေးရိပ်မြုံလေးတစ်ခုရှိပါတယ်တဘလာဝါလို့ခေါ်တဲ့အဲ့ဒီပြုစုပြောင်းရေးစင်တာလေးမှာ ဒီကလေးတွေတယောက်ချင်းကိုအထူးတင်ကြပေးနေတာပါသူတို့ကိုចောင်းစာတွေပြင်းလက်မှုပညာတွေပြတတာစိတ်ပိုင်းဆိုင်ရာအနားယူနိုင်အောင်စိတ်အပန်းဖြေတီဆိုကခုန်ကြတာစတာတွေကိုလည်းအချိန်ပိုင်းချလိုက်လုပ်ကြရပါတယ် ထရှေအားလို့ချင်တယ်။သူ့မကြည့်မပေးမချင်းဘူးမလို့ဘူး။အာတသားဆိုလို့ရှိရင်တော့သူ့မှာစိုက်ပိုက်ဆိုင်ရမှာအာနေချက်ရှိတယ်ပေါ့နော်။သူ့ရဲ့အရင်တော့ပေါ့နော်ဆိုတဲ့ behavior တခုရှိတယ်။သူလှုပ်ချင်ရလှုပ်တယ်။အဲ့လိုမျိုးပေါ့နော်။စိတ်စိတ်ပေါ်လာတဲ့အတိုင်းကိုလှုပ်တယ်။ဥပမာပေါ့သွားရေးသွားရေးနဲ့သူ့လည်းသူပြစ်ချေသူပြစ်တယ်။အဲ့လိုမျိုးရှိတယ်ပေါ့နော်။အဲ့ဒါမဲ့ကျမတို့ကသူ့ကို တဖြည်းဖြည်းနဲ့တည်ပေးတယ်ပေါ့နော်တစားဒီလိုမျိုးလုတ်တာကောင်းလားမကောင်းဘူးလားဆိုတဲ့ဟာလေးကိုတည်ချာပေးတယ်ပေါ့နော်အဲ့ဒီအပေါ်မှာမှတည်ပြီးတော့အာသူတည်ယူတယ်ပေါ့ဆိုတော့တဖြည်းဖြည်းတော့တူတက်လာတယ်ပေါ့နော်ဒီညာတင်ကြေးမှာအခက်အခဲရှိတယ်မောင်ကြီးနိုင်ဟာ ညနေခင်းဘောလီဝုဒ်ပုတ်တဲ့အချိန်မှာတော့အားကစားသမားတယောက်လိုတက်ကြွနေပြန်ပါတယ်ตัวอภิชินเจ้าตะคูก็တော့อ่าปลิ้งผิดชินเลยป่ะเนาะปลิ้งผิดชินเลยเจ้าพวกมีดิอ่าบาผิดโลปลิ้งผิดชินน่ะแหละมีในคําอ่ะไอ้หลูซูတွေကိုဖမ်းชินเลยตะคูတွေကိုဖမ်းชินเลยตัวบาผิดโลဖမ်းชินเลยเจ้าพวก history ကြီးတော့ ူငယ်ငယ်ကတည်းကသူ့မိဘတွေကသူ့ရှိမှအဲ့လိုအသက်ခံလိုက်ရတဲ့ trauma ဖြစ်တဲ့အခါမှာသူအဲ့ဒီဟာကို तू အရန်လှုပ်ချင်တယ်လို့ तू ပြောတယ်ပေါ့နော်ဆရာဆရာမတွေအုတ်ထင်းသူတွေရဲ့ထင်းကြောင်းမှုတွေဟာသူ့ဘဝကိုမျောလင့်ရှစ်တွေနဲ့ရှင်သန်တတ်ဖို့အကူအညီဖြစ်စေခဲ့ပါတယ်တတိလိုက်တာပလေးဖြစ်ခြင်းနဲ့လင်းလင်းနဲ့ပေါ့ဘေးကိုစိတ်ထဲမှာမလက်ကို၄၆ထောင်းအာ၄ နာမိဘမေတ္တာမြတ်တဲ့ကလေးတယောက်ဖြစ်တယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘက်ကနေပြီးတော့မှအကြောက်သူကြောင်းတာပေါ့နော်သူ့ကိုယ်ရဲ့မတရားနေပြီးတော့မှသူ့ကိုအာကျွန်တော်တို့ဆောက်ရှောက်ပေးတယ်ချစ်ချင်းမေတ္တာနဲ့ဆောက်ရှောက်ပေးတယ်အာသူကလည်းဟဲ့လို့ခရအထွေပိုက်ခံချင်တယ်အနမ်းခံချင်တယ်ကလေးတယောက်လို့ပေါ့နော်မိဘမေတ္တာချစ်ချင်းမေတ္တာကိုသူလိုချင်တယ်လို့ကျွန်တော်တို့သိတဲ့အခါမှာကျွန်တော်တို့အဲ့နီလန်တွေ့သွားတယ်ပေါ့နော်သူ့ကိုအဲ့ဒီနီနဲ့ပဲကျွန်တော်တို့နောက်ပိုင်းကျွန်မအပြင်ပေါ့နော်ကျွန်မ တဲ့ကျောင်းသူကျောင်းသားတွေဆီလည်းသူအဲ့လိုမျိုးအာသူ့ကိုချစ်ချင်မေတ္တာနဲ့ပဲကျွန်တော်တို့ပြန်ထွေးပိုက်ထားတယ်ပေါ့နော်မနက်ကကလေးတန်းကျော်ဟာနေရက်စွန့်ခွာရွှေပြောင်းနေထိုင်ရတယ်လို့ UNICEF ကထုတ်ပြန်ပါတယ် စပွဲနဲ့ပြိပကတံကိုခံစားနေရတဲ့ကလေးငယ်များပြားဟာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရပြီးတော့နှွေးထွေးစွာပြုထောင်ပေးဖို့လိုအပ်လျက်ရှိပါတယ်